တ်တာဖန်ခတ်မထီနဲ့ပေါ့ငါကို့ပါကိုအဖမ်းခံမယ်ပေါ့မမာနာကလည်းရှိတဲ့ခါကျတော့ကို့ပါကိုအဖမ်းခံမယ်ဆိုပြီးတော့ပြောတာပြီးတော့ဘိုင်းဆိုတဲ့ဟာတော့ပုံတင်ပေးတာပါအခုလိုတစ္ဆာမရှိဖောက်ပြန်တဲ့သူတွေကိုငါလက်နဲ့ဒဏ်ခတ်တာကျင့်တတ်တယ်ဘိုင်းကြောရှင်စရာမိသားစုလေးပေါ့လေဒါမဲ့ဟောအပြင်မှာတော့တော်တော်လေးပျော်ဖို့ကောင်းပါတယ်ဒီကောင်းကိုကြည့်တတ်မယ်ဆိုရင်ပညာရေးအများကြီးရပါတယ်ဘာလို့ဆိုတော့ရမတ်တွေအများကြီးရတဲ့အတွက်တယောက်တစ်မျိုးပူလောင်ရတယ်တယောက်တစ်မျိုးနဲ့နာဆုံးရှုံးရတယ်ဆိုတာပြချင်တယ် မကလည်းကိုညီမလေးလိုလည်းဖြစ်နေတော့ဒါအမကတော့ကိုချစ်တဲ့နုပညာရှင်လေးလည်းဖြစ်တဲ့အတွက်လာပြီးတော့အားပေးတာပါရှင်ဟာသူ့ကိုသူအမှန်ကရေးစားတာမရှိဘူးနော်ဘုံဘုံလေးအမေရိုမန်တစ်စီပါရင်သူအရန် ဟိုတော်တယ်အဲကြောင့်လေဒီဘလို့စဉ်းစားပြီးတော့နေဘလို့ရေးတာလဲကျွန်မတို့နဲ့ကြတော့လေဟိုအရန်ခင်နေတဲ့ခါကြတော့လေဟိုကိုယ်ညီမလေးလို့လည်းဖြစ်တယ်ကိုသားသမီးလေးလို့လည်းဖြစ်တဲ့ခါကြတော့ပြောမနာဆိုမနာဖြစ်တာပေါ့အဲကကြိုက်တော့မေးအဲကိုငချင်းချင်တာတော့မဟုတ်ဘူးနေဘလို့စဉ်းစားပြီးရေးတာလဲကြီးစားတော့မထားဘူးပဲနဲ့ဒါမျိုးနေပြိုကြီးကတခါလေရေးတတ်တယ်မကြည့်ပါလားရမက်မာမာထင်မက်လက်နဲ့ တပြေနဲ့ဟာဆိုလို့ရှိရင်လည်းသူရေးထားတာရမ်းကြည့်ရအဲ့လိုမျိုးလေးပေါ့ဟုတ်အားရတယ်ဟောဟိုဘာလဲအရင်တော့ဘမုံနဲ့ဆုံလာဆိုလို့ရှိရင်တော့အရင်တော့ဗီဒီယိုဖြစ်မှာတော့ကတော့အမအတို့အများကြီးရိုက်ခဲ့ပါတယ်ဒါပေမဲ့အခုဇလန်းနဲ့မှာဆိုလို့ရှိရင်တော့ဒါရှင်သွေးပေါ့နော်ရှင်သွေးရိုက်ခဲ့ပြီးတော့ဒါဒုတိယမြောက်ဆုံးတဲ့ကားပေါ့အဲဆိုတဲ့အခါကျတော့သူနဲ့ဆိုင်ရဲ့ခင်ဗျာအမဒါရှင်သွေးထက်သူကပို့ပြီးတော့ဟိုဇက်အင်ကြီးတယ်တဲ့ပြီးတော့ရှင်သွေးထက်လည်းပို့ပြီးတော့အားရတယ်ပေါ့ သူကပြောခဲ့တယ်ဆိုတော့အမားတို့ကရိုက်တဲ့ခါကျတော့လည်းဇလန်းတွဲဆိုကိုပါတဲ့အပိုင်းကိုပဲကိုလောက်ကြတခါကျလို့ရှိသူများတွေဘာအပိုင်းတွေဘယ်လိုရိုက်ခဲ့မှန်းကိုလည်းမသိဘူးဇကားတကားလို့အမားတို့ပြန်ကြည့်တဲ့အခါကျမှဒါအော်ဒီဘက်မှာဟိုမှာဟိုဘာလဲသွန်းဆက်ဆိုလို့ရှိရင်လည်းဒါဒါအများကြီးလောက်ခဲ့ရတာပဲဟိုဟာဒီယုတနာတင်ဆိုလည်းများအဲ့တော့မှသိရတာ ဒီကားကိုကြည့်တတ်မယ်ဆိုရင်ပညာရေးအများကြီးရပါတယ်ဘာလို့ဆိုတော့ရမတ်တွေအများကြီးရဲ့အတွက်တယောက်တစ်မျိုးပူလောင်ရတယ်တယောက်တစ်မျိုးနဲ့နာဆုံးရှုံးရတယ်ဆိုတာပြချင်တယ်ပြီးတော့ character တွေကြည့်မယ်ဆိုလို့ရှိရင်လည်းသုံးဆက်သုံးဆက်မိုးတည်တာဆိုလို့ရှိရင်လည်းအမှန်ကတော့တနာဖို့ကောင်းတယ်သူ့ဘွားကဒါသူသူ့ကားကိုသူမြန်မာဘာလို့ပြောရမလဲကျော်ထက်အောင်ရဲ့ကိုကျော်ထက်အောင်ရဲ့အချစ်ကိုရကျင်တယ်ဆိုတဲ့ဟာနဲ့သူရှင်းတန်းလာရတယ်ဆိုတော့သူ့ဘွားလေးကဆိုလို့ရှိရင်အမှန်ကဲဆိုတော့တနာဖို့ကောင်းတယ်အဝရီဆိုလဲဒီတိုင်းမှာဇာနီကိုသူတအားချစ်တာလေ ဒါသူအားချစ်တဲ့မိန်းကလေးတယောက်အနေနဲ့လည်းသူကတနာဖို့ကောင်းနေပြန်အောင်ဒါအမနေရနေဒီမျက်စံနေနေရနေဆိုလဲသူဒီတိုင်းပဲမျက်စံနေကဟိုတစ္ဆာအမြဲတမ်းဖောက်ခံရတယ်အဲ့လိုမျိုးလေးရင်လည်းအဲ့ကာရက်တာတစ်မျိုးစီဆိုတော့တနာလည်းတနာဖို့ကောင်းတယ်ရမတ်ကြည့်လို့ရှိရင်ပူလောင်ရတယ်ဆိုတဲ့ဟာမျိုးပြရတာပါဘာဖြစ်လို့များကိုယ်စိတ်ကိုမထိန်နိုင်ဖြစ်ခဲ့ရတာလဲဟဲ့ငါတည်းဘာမှစိတ်မကောင်းဖြစ်မနေနဲ့အခုလိုတစ္ဆာမရှိဖောက်ပြန်တဲ့သူတွေကိုငါလက်နဲ့ဒဏ်ခတ်တာကျင့်နေတယ် bye အဲနောက်ဆုံးသူကမထိနဲ့ဆိုပြရလေမထိနဲ့ဆိုတော့ဟိုဘယ်လိုပြောမလဲအမေကသူစိတ်လဲလွတ်တာလဲပါတယ်ပေါ့နော်အဲပြီးတော့သူကယူတယ်ယူတာတော့မဟုတ်ပါလေပပလေးရင်ရင်လေးပေါ့စိတ်တော့မိန်းကလေးမျိုးသမီးတယောက်ကဘေးချန်နေချက်ဖြစ်သွားချိန်မှာစိတ်လွတ်သွားတာပေါ့စိတ်လွတ်သွားတဲ့အချိန်မှာဒါပေမဲ့သူကဟိုလိုမျိုးကြောက်စရာကောင်းအောင်မဟုတ်ဖဲနဲ့သူ့ရဲ့ဘာလို့ဆိုမျက်စံကြီးကနူးညံ့နေချစ်ဖို့ကောင်းနေ ဆိုတော့စိတ်အတိုင်းပေါ်တာပေါ့အဲ့တော့မထိနဲ့ပေါ့ငါကိုယ့်ဘာကိုဖန်ခံမယ်ပေါ့မမာနာကလည်းရှိတဲ့ခါကျတော့ကိုယ့်ဘာကိုဖန်ခံမယ်ဆိုပြီးတော့ပြောတာပြီးတော့ဘိုင်းဆိုတဲ့ဟာတော့ပုံတင်ပေးတာပါပုံတော့မမှန်တဲ့ဆိုတာပဲတော့အဲဟုတ်ကျင်းတော့ပါဟုတ်တယ်ဘယ်လိုမြင်မိလဲပေါ့အဲ့ပေါ့ဟို အမှန်လည်းပဲပြောရမှာပေါ့ဗျာဆိုတော့ तू อ่ะဟိုအိမ်မှာလဲသူ့မှာလဲထရမာရှိတယ်ဆိုတော့မိသားစုမှာလဲ तू อ่ะမြဲနေတကောင်နဲ့အတယောက်တည်းဖြစ်နေတဲ့အခါကျတော့မိသားစုမှာလဲ तू อ่ะမြဲနေအကျင်ခံရတဲ့ပုံစံဖြစ်နေတော့ तू อ่ะအမြဲနဲ့မန်တင်နေမိနေရတဲ့အခါကျတော့အဲ့လိုကိုချစ်ရတဲ့သူတွေကပါကို့ပေါ်မှာတစ္ဆာဖောက်တယ်ဆိုတော့လဲ तू อ่ะဒီပုံမှာပြန်ပြီးအကန့်ပြန်ဖြစ်သွားတာပေါ့မထိနဲ့ကို့ပတာဖန်ခတ် ။ဟောပြီးတော့ဒီအမတို့ဒီဟောရိုက်တဲ့အခါမှာလည်းဒီအကုံလုံးကလေဟောဒီဆက်ဖွဲ့တွေကအစအကုံလုံးအကုံလုံးပေါဝင်တဲ့မီတို့မန်တို့တွေရောအကုန်လုံးအမတို့ဒီတင်းပေါ်အကုန်လုံးကလေစစ်စစ်လုံးလုံးရှိကြတယ်ပျော်ပျော်ရွှင်ရွှင်နဲ့ရတယ်အမတို့ရှူတင်းပေါ်ရောက်တယ်ဆိုလို့ရှိရင်ဟောပြောရမလဲအလုံးလုံးနေရာလေးလုံးခံစားရအောင်ရှူတင်းမနဲ့မိုးလင်းလို့ရောက်လာပြီးကပြန်တဲ့အချိန်ထိဟောဘလို့အချိန်ကုန်လို့ကုန်သွားမှမသိဘူးဘာလို့ဆိုတော့ဇက်ကစီးနေတဲ့ခါကျတော့ဒီဇက်ထဲမှာမျောနေတော့ပင်ပန်းနေလို့မခံစားရအောင်ပေါ့ ရှင်မဖြည့်ရှင်စရာအိမ်လေးတော့ဖြစ်တယ်အပေါ်ကဖြည့်ရှင်စရာမိသားစုလေးဟုတ်တယ်ပြောရှင်းစရာမိသားစုလေးပေါ့လေဒါမဲ့ဟိုအပြင်မှာတော့တော်တော်လေးပျော်ဖို့ကောင်းပါတယ်အခုရွှေရှင်ခိုင်းပေါ့နော်ဟိုမောက်မီပြရဆိုရင်ရွှေရှင်ခိုင်းညုံတင်မှုရှိပါတယ်အဲ့ကအဲ့ခါကျဆိုရှင်လုံးဝမတူညီတဲ့ပြည့်သက်တည်းလုံးဝမမြင်ဘူးတဲ့ character နဲ့ရုပ်ကိုမြင်ရမှာကဲဖြတ်ပြီးတော့စောင့်ကြည့်အောင်စောင့်ကြည့်လိုက်ပါဦးဟုတ်ကဲ့ဟုတ်ကဲ့